ကိုရန်ကျောင်းသူတဦးအုပ်စုဘဲအရမပြုကျင့်ခံရပြီးတဲ့နောက်တပ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်ကျွန်းကုန်းကျေးရွာမှာကိုရန်ကျောင်းသူတဦးကိုအုပ်စုဘဲအရမပြုကျင့်တပ်ဖြတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တေဆုံးသူဟာအသက်16နှစ်အရွယ်မက်ခိုင်တစင်ထွန်းဖြစ်ပြီးတော့ဒီလ19ရက်နေ့ညနေ4:00နာရီကျော်မှာနေအိမ်တွင်တဦးနဲ့အိပ်ပျော်နေတဲ့အချိန်အုပ်စုဘဲအရမပြုကျင့်ပြီးတော့တပ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ဖြစ်စဉ်ဖြစ်ပေါ်တဲ့အချိန်မှာ တည်ဆုံးသူရဲ့မိခင်ဖြစ်သူဟာဖတ်ရွက်သွားကောက်နေပြီးတော့ဖခင်ဖြစ်သူကတော့တော်တဲ့တက်တိုက်သွားတဲ့အချိန်လို့သိရပါတယ်။ကလေးမဖြစ်သူကအိမ်ထဲမှာတယောက်တည်းအိတ်နေပြီးတော့ရွာထဲမှာရှိတဲ့အိနီနာချင်းအမျိုးသား၃ဦးဟာ လေးမလေးကိုအရမပြုတ်ကျင်ပြီးတဲ့နောက်တက်ဖြတ်သွားတာလို့သိရပါတယ်။မိခင်ဖြစ်သူနေအိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့သမီးဖြစ်သူမတ်ခိုင်သစဉ်ထွန်းကလက်ဘေးပြက်လို့နေပါပြက်ရှက်တန်ရာရင်ပတ်နဲ့နှာခေါင်းတွေမှာထိုးကျိတ်တန်ရာတွေနဲ့တိတ်ဆုံးနေကြတာကိုတွေ့ရှိခဲ့ပြီးတဲ့နောက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ရဲအဖွဲ့တွေထံကိုအကြောင်းကြားခဲ့တာလို့သိရပါတယ်။မတ်ခိုင်သစဉ်ထွန်းအရမပြုတ်ကျင်တက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့အိမ်နီးချင်းတွေဖြစ်တဲ့အသက်20ကျော်အရွယ်စီသူနိုင်ခမဲ့ကြီးတိန့်ထိုင်အောင်ခတားဘူးဆိုသူနှစ်ဦးကိုမတ်လ19ရက်ညပိုင်းနဲ့မတ်လ20ရက် တွေမှာသူတို့ရဲ့နေအိမ်တွေကနေအတီးတီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုမဖမ်းဆီးခင်မှာ ကျွလို့သူနှစ်ဦးဟာဟန်မပြက်ပဲနဲ့သူတို့အိမ်မှာနေထိုင်နေပြီးတော့ကလေးမလေးရဲ့နာရီမန်တက်ကိုလည်းလာရောက်ကူညီပေးကလှူဆောင်ခဲ့တယ်လို့သိရပါတယ်။ဖန်စီရမိသူတွေရဲ့ထွက်ဆိုချက်အများအကျွလွန်သူတွေဟာ၃ဦးဖြစ်ပြီးတော့လက်ရှိမှာ၂ဦးဖမ်းမိထားပြီးမှုကင်းစေးစာအရာတည်ဆုံသူမိန်းကလေးဟာအုပ်စုဖွဲ့အရမပြုတ်ကျင့်ခံထားရကြောင်းစစ်ဆေးတွေ့ရှိထားကဖန်စီခံထားရသူတွေကလည်းအရမပြုတ်ကျင့်တပ်ဖြတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားတယ်လို့သိရပါတယ်။ အခင်းဖြစ်ပွားပြီးတဲ့နောက်တေဆုံးသူရဲ့ဖုန်းနဲ့ငွေသားအချို့လည်းပျောက်ဆုံးနေခဲ့တယ်လို့သိရပါဗျ။